ကိုကန်တက်မရော MNDAA ထိမ့်ချုပ်ထားတဲ့အထူးဒေတာတက်မှာအခြေခံပညာသင်ကျောင်းတွေထပ်တိုးပြီးတော့ဖွင့်မှာဖြစ်တဲ့အတွက် CDM ကျောင်းဆရာဆရာမတွေကိုအလုတ်လျှောက်ကြဖို့ခေါ်ယူလိုက်ပါတယ်။မေလ25ရက်နေ့ကထုတ်ပြန်ပြီးတော့ပညာရေးဝန်ထမ်းတွေကို ခေါ်ယူနေတာပဲဖြစ်ပါတယ်။ အထူးဒေတာတက်မှာပြီးခဲ့တဲ့ပညာသင်နှစ်ဖြစ်တဲ့2024-25မှာအခြေခံပညာသင်ကျောင်း22ကျောင်းဖွင့်ခဲ့ပြီးအခု2025-26ပညာသင်နှစ်မှာလည်းကျောင်းတွေထပ်တိုးပြီးတော့ဖွင့်ဖို့လုပ်နေတာလို့ဆိုပါတယ်။ဒါကြောင့် CDM လုပ်ထားတဲ့ဆရာဆရာမတွေနောက်ပြီးတော့တက္ကသိုလ်တစ်ခုခုကနေဘွဲရထားတဲ့သူတွေနဲ့ CDM တက္ကသိုလ်ကျောင်းသူကျောင်းသားတွေလျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။လျှောက်ချင်တဲ့သူတွေအတွက်ကျမတို့လင့်လေးနှစ်ခုချထားပေးပါတယ်။ ထမလင့်လေးကတော့ခက်လို့တလုံးချင်းစီပြောပြပေးပါမယ်။စိတ်ဝင်စားတဲ့ဆရာဆရာမတွေအနေနဲ့နောက်ပြန်ရစ်ပြီးကြည်လို့ရပါတယ်။ပြီးတော့လေဘောဘန်နဲ့စာရွက်ကလေးယူပြီးတော့လိုက်ပြီးတော့ရေးမှတ်ပေးပါနော်။ရှေ့ကတော့ www. နောက်ပြီးတော့ဒီအနောက်မှာဆိုလို့ရှိရင်ဒီ surveyhut.com ပေါ့နော်။နောက်တလုံးကတော့ form ပါ။အဲ့ဒီ form အတွက်နံပါတ်တွေကတော့ 681F04F3 F061, E226, EF143C, F4 ဖြစ်ပါတယ်